ျွန်တော်မဲရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Nilay YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်အနာနှလုံးပေါင်းရှင်း break ကိုပြန်လည်ပြောင်းသွားမှာဖြစ်ပါတယ်ဗောနောကျွန်တော်ဒီပြီးခဲ့တဲ့ဒီ site ချစ်ချိန်တုန်းကဗောနောအနာနှလုံးပေါင်းရှင်း break ကပြတ်သွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဒီဘက်မှာတော့ကျွန်တော်19ချိန်အတွက်ဤအတိတ်ကိုကျွန်တော်အတူတူလေ့လာကြည့်မယ်ဗောနောဒီ8889လေးကနေကျွန်တော်963 63ပေါင်းဒီအနာနှလုံးပေါင်းမယ်ဗောနော ရှောင်းနဲ့၃ပေါင်းရှင်း၉ဆိုတာလေးကိုကျွန်တော်တို့လေ့လာကြည့်မယ်ပေါ့နော်။အဲ့ဒီမှာဆိုရင်ဒီတစ်ကတစ်ကြိမ်ပေါ့နော်။ဒီတစ်အပေါင်း၅နဲ့၄ပေါင်းရှင်းဒီ၉ဖြစ်ပါတယ်။ပြီးရင်ဒီ၃နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်တင်းနဲ့၉ပေါင်းရှင်းက၁၀ဖြစ်ပါတယ်။ဒီ၃ဆိုတော့၁၃။၃ကိုကျွန်တော်တစ်တိုးတာပေါ့နော်။၃နဲ့၁ပေါင်းရှင်းဒီ၄။လေကို2နဲ့ပေါင်းရှင်းဒီ6 6ကို1တိုးတာခွန်ခွန်ကို2ပေါင်းရှင်းဒီ9 10 ပရိချောင်းလုံးဖြစ်ပါတယ်ဗောနော်ကျွန်တော်ဒီပရိချောင်းလုံးထဲကဖြစ်ပါတယ်โอเคနောက်ထပ်တစ်ချိန်မှာသူက963စီဗီဖြစ်ပါတယ်ခင်ဗျာ963အားကြောင့်မို့ကျွန်တော်အလေးနဲ့အပိတ်နှလုံးပေါင်းမှာဖြစ်ပါတယ်ဗောနော်လေပိတ်နှလုံးပေါင်းရှင်ကိုစီဗီဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်6နဲ့3ပေါင်းရှင်ကိုဖြစ်ပါတယ်ဗောနော်โอเคအဲ့ဒီနီးအတိုင်းပဲကျွန်တော်ဒီ663တပင်ကနေ669တပင်ကိုဆက်ပြီးလေ့လာကြည့်မှာဗောနော် ဒီမှာငါးတစ်ကြိမ်ဖြစ်ပါတယ်။ပြီးရင်သုံးနဲ့နှစ်ပေါင်းတာလည်းငါးပေါ့နော်။ဒီကိုကတစ်ကြိမ်ဆိုတော့ငါးနဲ့ငါးပေါင်း၁၀၁၉၁၉၉၃တုံးများကိုနှစ်ပေါင်းတာနှစ်နှစ်ကိုတိတူတာ၃၃ကိုနှစ်ပေါင်းတာငါးငါးကိုတိတူတာ၆930နှစ်တုံး9လျှောက်အနောင်တလုံးပေါင်းရှင်ပြိဖြစ်ပါတယ်ဗောနောနောက်ထပ်တစ်ကြိမ်မှာဆိုရင်6 8ခုဖြစ်ပါတယ်ခင်ဗျာ6 8ခုဒါကြောင့်မို့ ကဲကျွန်တော်ဒီရှင်းရခွန်ရပေါ့နော်ရှင်းခွန်ပေါင်းရှင်းဒီ15ဖြစ်ပါတယ်နောက်ထပ်တစ်ချိန်ဒီ6မှာတစ်ချိန်ဖြစ်ပါတယ်ပေါ့နော်3နဲ့6ပေါင်းရှင်းဒီ9ပြီးရင်ဒီ3နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်6နဲ့9ပေါင်းတာ15ပေါ့နော်9နဲ့3ပေါင်းရှင်းချရတဲ့အတွက်8 9 9နဲ့ပေါင်းတာ17 17နဲ့ကိုလေးနဲ့ပေါင်းတာဆိုရင်4 5ဒီ၈၉၄၄၅အနောင်နှလုံးပေါင်းရှင်ပြိမ့်မှာ၄၄ခုဖြစ်ပါတယ်ခင်ဗျာ။၄၄ခုဆိုတော့ ဒီနေ့ရခွန်ရပေါင်းရှင်တီကိုပရိဖြစ်ပါတယ်တပန်းကျွန်တော်ဒီနေ့နေ့ခွန်တပြားနေပေါ့နော်6ရှင်းနဲ့5ပေါင်းနာ73ဆိုတော့ရှောင်းနဲ့3ပေါင်းရှင်9 9နဲ့10ပေါင်း30တုံညာတီ3 9ပေါင်းရှင်3လေ4 9ပေါင်းရှင်6ခွန်တုံညာတီ3 4 6ခွန်အနန္တလုံးပေါင်းရှင်ပရိမှာ388ဖြစ်ပါတယ်388ပေါ့နော်ဒါကြောင့်မို့ဒီရှင်းနဲ့10ပေါင်းရှင်တီ16ပရိဖြစ်ပါတယ် โอเคနောက်ထပ်တစ်ချိန်ဒီမှာ၃ရက်နဲ့ရှားပေါင်းရှင်းက6ဖြစ်ပါတယ်ဗောနော်။ဒါဆိုရင်ကျွန်တော်တို့ဒီတင်းနဲ့ရှားပေါင်းခွန်ခွန်နဲ့နေပေါင်းရှင်း9 9 30 3ရက်ကိုနေပေါင်းတာနဲ့3 3ကိုလည်းနေနဲ့ပေါင်းတာ9 6ဗောနော်။90နှစ်356အနန္တလုံးပါရှင်ပြိမှာ339ဆိုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့ဒီ3ညရဲ့9ရဲ့ပေါင်းရှင်ဒီ9ဖြစ်ပါတယ်ခင်ဗျာ။ ောက်ထပ်တစ်ကြိမ်ရှစ်ခွန်ပေါင်းတာ15ပေါ့နော်9နဲ့ဒီ9ပေါင်း30တုံညာတလုံးကျန်တဲ့အတွက်တုံညာ1တိကို2ပေါင်း3 4 4လေးကို2ပေါင်း6 6တိပေါင်း9ဒီတုံညာ1 3 4 6ခွန်အနောက်ကလုံးပေါင်းရှင်ပရိမာ3တုံညာကိုပြီးတော့35နေဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီ9ရက်နေရပေါင်းရှင်ကခုနှစ်ပရိဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့နဲ့တုံညာနဲ့ပေါင်းတာကနေ့ပေါ့နော်။ 9ရက်နေရခွန်ခွန်နဲ့၄ပေါင်းနာ7တင်းနှစ်နှစ်ကိုနှစ်ပေါင်း၄9 9ကိုနှစ်ပေါင်းခွန်8တင်းနှစ်၄9ခွန်8အနောက်တလုံးပေါင်းချင်းပရိမာ3 9နေပြီးတော့3 9နေဖြစ်ပါတယ်။အဲကြောင့်မို့9ရက်နေရပေါင်းချင်းက7ပရိဖြစ်ပါတယ်ခင်ဗျာ။တပန်းကျွန်တော်ဒီ3 9နေကနေဆက်လေ့လာကြည့်အောင်ပါနော်။3ညနဲ့6ပေါင်း6ရှောင်းနဲ့၄ပေါင်း30 တောညာတိတေကိုနိပောင်3လေလေးကိုနိပောင်6ခွန်တောညာတိတုံးလေးလျှောက်ခွန်အနန္တလုံးပေါင်းရှင်ပရိမာနိလေးလျှောက်ဖြစ်ပါတယ်နိလေးလျှောက်ဒါကြောင့်မို့ကျွန်တော်ဒီ6နဲ့6နဲ့ပေါင်းရှင်က30ပရိဖြစ်ပါတယ်ပေါ့နော်တပန်းကျွန်တော်ဒီ6ခုနဲ့တိပောင်းတာက30လေနဲ့ရှင်းပေါင်းတာ7နေရာတွေအတွက်နေ3 3ကိုနေပေါင်းရှင်း6 6ကိုနေပေါင်းရှင်း နှစ်3 9 6 8 9အနောက်နှလုံးပေါင်းရှင်ပြတယ်မှာ3 2 4ဖြစ်ပါတယ်3 2 4တားကြမို့နင်းနဲ့4ပေါင်းရှင်ဒီပေါင်းရှင်6ဖြစ်ပါတယ်နောက်တစ်ဖန်ဒီနင်းနဲ့6နဲ့ပေါင်းတာ10ပေါ့နော်4နဲ့10ပေါင်းတာ12ဖြစ်ပါတယ်နင်းနဲ့9ပေါင်းတာ13ရတဲ့အတွက်ဒီနှစ်ကိုနင်းပေါင်းရှင်4 4တိတူတာ9ပေါ့နော်9ကိုကြမှာနင်းနဲ့ပေါင်းတာ9 8တင်းနဲ့၄၅ခွန်ရှိအနန္တလုံးပေါင်းရှိပြိမှာရှင်ငါနေဖြစ်ပါတယ် ရှင်ငါနှစ်ဒါကြောင့်မို့ကျွန်တော်ဒီမှာရှင်ငါရဲ့နေရပေါင်းရှင်ခုနှစ်ပြည့်ဖြစ်ပါတယ်ဗောနော်โอเคနောက်ထပ်တစ်ချိန်နောက်ထပ်တစ်ချိန်မှာငါနဲ့တုံနဲ့ပေါင်းရှင်ငါဖြစ်ပါတယ်ငါနဲ့တင်းနဲ့ငါပေါင်း6 6ရက်နေရပေါင်း8ဆိုတဲ့အတွက်8 9 9နှစ်ပေါင်းတာ7 7နှစ်နှစ်နှစ်ပေါင်းတာ4ငါ69တင်းနဲ့5အနန္တလုံးပေါင်းရှင်ပြိမှာ6 6 9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ။ဒါကြောင့်မို့ဒီမှာဆိုရင်6နဲ့5ပေါင်းချင်းဒီစက်တိပရိတ်ဖြစ်ပါတယ်ပေါ့နော်။ Okay နောက်ထပ်တစ်ချိန်6နဲ့3ပေါင်းချင်း9နဲ့9ပေါင်းတာ16 8နဲ့3ညာနဲ့ပေါင်း8ဆိုတော့89 3နဲ့05အနောက်တစ်လုံးပေါင်းချင်းပရိတ်ဆိုပြီးဖြစ်ပါတယ်။35လျှောက်ဖြစ်ပါတယ်ပေါ့နော်။8 9လျှောက်ပြီးတော့35လျှောက်ဆိုတော့ကျွန်တော်ဒီ9နဲ့6နဲ့ပေါင်းတာကိစက်တိပရိတ်ဖြစ်ပါတယ်။နောက်ထပ်တစ်ချိန်3နဲ့3ပေါင်းတာက6 ၃ညနဲ့၄ပေါင်းတာ၄၄၃ပေါင်းခွန်ရတဲ့အတွက်ခွန်၈၈ကုန်၄ပေါင်း၃၀တိတိကုန်၄ပေါင်း၃၄ခွန်၈၃ည၃၄အနန္တလုံးပေါင်းရှင်ပြိမာ၆၄၆ဖြစ်ပါလေခင်ဗျာ၆၄၆ဒါကြောင့်မို့၄နဲ့၆နဲ့ပေါင်းရှင်က၃၀ပြိဖြစ်ပါတယ်နောက်ထပ်တစ်ချိန်ပေါ့နော်၅နဲ့၈ပေါင်းတာ၄၃ဖြစ်ပါတယ်ခင်ဗျာခွန်နဲ့၃ပေါင်းတာ၃၀ဒီမှာ၄နှလုံးကြံနေတဲ့အတွက်၄၅၅ဦးနေပေါင်းခွန်၈ ရှစ်ကုန်နေပေါင်း30ဆက်တိ95ခွန်ရှစ်3ညာတိအနန္တလုံးပေါင်းချင်းပြိမာ9ခွန်ရှစ်ဖြစ်ပါတယ်9ခွန်ရှစ်ဒါကြောင့်မို့ခွန်နဲ့ရှစ်ပေါင်းချင်းဒီ15ပြိဖြစ်ပါတယ်ခင်ဗျာတပန်းကျွန်တော်ဒီ19ချိန်အတွက်ဆိုရင်တော့ခွန်နဲ့ခွန်ပေါင်းတာ14ပေါ့နော်ခွန်နဲ့၄ပေါင်းတာ17တစ်ကိုဒီ၄နဲ့ပေါင်းချင်း5ဖြစ်ပြီးဖြစ်ပါတယ်အဲကြောင့်မို့5 6ရှောက်ကိုနေပေါင်းတာ10 ရှစ်ကိုတစ်တိုးတာကိုကိုနှစ်ပေါင်းတာ7 7နှစ်ငါရှောက်ရှိကူတင်နေအနောင်အနောင်ပေါင်းရှင်ပြေဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီအနောင်အနောင်ပေါင်းရှင်ပြေ6လုံးရပြီဖြစ်ပါတယ်ဗောနော်။ငါရှောက်ရှိကူတင်နေစုပြီဖြစ်ပါတယ်။တင်ငါရှောက်ရှိကူတင်နေပြေကကျွန်တော်အခု90ခုမှတစ်ချိန်ရောက်ဖြစ်တယ်ဗောနော်။တင်ငါရှောက်3ခါနေစားတာဖြစ်ပါတယ်။တင်ရှောက်ရဲ့3ရံပေါင်းရှင်ဒီကို85 နိခွန်ဒီကိုပေါ့နော်၈၈ဆ၆၃များနဲ့၉ပေါင်းတာက၉၅နဲ့နိပေါင်းရှင်းဂိခွန်၉နဲ့နိပေါင်းတာက၁၁၄နဲ့၆ပေါင်းရှင်းဒီ၁၀နေနဲ့၄ပေါင်းတာက6 9နဲ့2နဲ့ခွန်6နဲ့5ပေါင်းတာက7 9နဲ့6ပေါင်းတာလည်း7ပါနော်4နဲ့6နဲ့ပေါင်းတာက10ခွန်8ပေါင်းတာ15ဒီတစ်ပတ်မှာဆိုရင်ကျွန်တော်ဒီနေ့အရာ5 6 9ဒီနေ့အနောက်နှလုံးပေါင်းရှင်းပြည့်စုံပြီးဖြစ်ပါရက်ခင်ဗျာ โอเคဒါလေးကတော့ကျွန်တော်အနာနှလုံးပေါင်းရှင်ပရိနီးအဟောင်းဖြစ်ပါတယ်ဗောနော်ဒီ3569အနာနှလုံးပေါင်းရှင်ပရိမှာ009 9596 9336 9339 9339ပေါင်း3ညာ9339ပေါင်း14 9 4ပေါင်း93ဒီမှာဒီလိုလေးတောင်ချောက်ဖြစ်ပါတယ်ဒီအနာနှလုံးပေါင်းရှင်ပရိ6လုံးက 6889333939ကို39နဲ့39နဲ့246 3နဲ့4ပေါ့နော်59နဲ့65 3966646ဒီမှာ98ဖြစ်ပါတယ်ပေါ့နော်646ပြီးတော့98ဆိုတော့ကျွန်တော်ခွန်လဲချင်းနဲ့ပေါင်းရင်15ဖြစ်ပါတယ်ပေါ့နော်98ပေါင်းချင်းဒီ15ဆိုတဲ့အတွက်ဒီမှာတစ်ကြိမ်ပြတ်သွားတခဲ့တာဖြစ်ပါတယ်ဒါကြောင့်ခုနကကျွန်တော်ညအစ်တက်ကိုပြပြရှင်းဖြစ်ပါတယ်ပေါ့နော် 3946လေးချောင်းလေးချောင်းဆိုတော့8969ဖြစ်ပါတယ်8969ခွန်ပေါ့နော်ခွန်ခွန်ဒီ3တုံများ8ခွန်3များ3 3တုံများ8ခွန်3များ3ရအော်တိုတေးမှာ2 8တုံများ6တုံများ5ဖြစ်ပါတယ်2 8တုံများ6တုံများ5โอเคဒါဆိုရင်ကျွန်တော်ဒီနှစ်ကုန်တဲ့ချိန်ပေါင်းမယ်ပေါ့နော် ဒီ၃ညမှာတစ်ချိန်၆မှာတစ်ချိန်၅မှာတစ်ချိန်အပေါင်းနေ့စုပြီးဖြစ်ပါတယ်နေ့နဲ့ချိန်ပေါင်းရှင်းဒီ၄ပေါ့နော်၄နဲ့၆ပေါင်း၃၀ငါရဲ့နေ့ရက်ပေါင်းရှင်းခွန်ရတယ်ပေါ့နော်။ဒါကြောင့်မို့ကျွန်တော်တို့89 3ညဖြစ်ပါတယ်။89 3ည3ညကိုကြာမှနေ့နဲ့ပေါင်းရှင်းဒီနေ့3 89 3ညနေ့3အနန္တလုံးပေါင်းရှင်းပြည့်စုံပြီးထည့်ရည်တယ်ပေါ့နော်။ဆက်ပြီးမပြရတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ခေတာဆိုရင်ခုနကနီးနေကျွန်တော်ပုံသူစီတီအောင်ဘောနော်ဘေဟာကပူပြီးအာသာတလေးဘောနော်အဆင်ခုနကတီဟာလေးဖြစ်ပါတယ်ကိုခွန်ရှိတဲ့ပြင်မှာဒီနေ့ရတော့ပြတ်သွားခဲ့တယ်ဘောနော်ဒါဆိုရင်ဒီတစ်ပတ်မှာကျတော့ခွန်ရှိကိုတုံညာနေတော့ခွန်ရှိကိုတုံညာနေတော့ဆိုတော့ရှိကိုနေအနောင်နှလုံးပေါင်းရှင်ပြိကပူပြီးအာသာတော့မြေဘောနော်ရှိကို သူနေအနောင်တလုံးပါရှင်ပလေးပို့ပြီးအသာတော်မှာဖြစ်ပါတယ်တင်းလျှောက်လေးလျှောက်တဲ့ပြင်မှာကျွန်တော်ငါးလျှောက်ခွန်ရှစ်တုံညာတိငါးလျှောက်ခွန်ရှစ်တုံညာတိဆိုတော့ဒီအနအရှိယလေးလုံးပုံတူတယ်ပေါ့နော်โอเคဒီဒီဘက်မှာတော့ကျွန်တော်ဒီနေ့အရာရှစ်ခုနေနှစ်ခုစလုံးဆက်ပြီးဥပီလာခင်မယ်ဆိုရင်အနောင်တလုံးပါရှင်ရှစ်ခုနေပလေးဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီပြက်ပင်မရှိသေးတဲ့ဒီဟာလေးကိုလေးပိတ်နှလုံးအပါနဲ့ကျွန်တော်ပြိထချုပ်ကြည့်မယ်ပေါ့နော်ငါးလျှောက်ရှစ်ခုတင်းနေ နောက်နှလုံးပေါင်းရှင်ပရိဖြစ်ပါတယ်။အခင်းသာဆိုရင်ကျွန်တော်တို့9 6 7 9ဒီနေကနောင်နှလုံးပေါင်းရှင်ပြိဖြစ်ပါတယ်ဗျာနော်ဒါတူတေဖြစ်ပါတယ် DF ဗျာနော်လေပိတ်နှလုံးလေပိတ်နှလုံးအပါနဲ့ထညီမှာဖြစ်ပါတယ်လေပိတ်နှလုံးအပါနေကကျွန်တော်ဒီဟာလေးဖြစ်ပါတယ်ဗျာနော် ရလေးဖြစ်ပါတယ်ဒီလေပိုင်းနှလုံးအပါဆိုတာကနန်း၅လုံးထက်တဲ့နှလုံးအပါပေါ့နော်နှစ်တော်ညာကိုခွန်ခွန်ကိုဒီ၅လုံးထက်ကနှလုံးအလေနဲ့အပိတ်ညာမှာပါတယ်ပေါ့နော်သူ့မှာတစ်ကြိမ်ပြတ်သွားခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့၆လေး၆လောက်တစ်ကြိမ်မှာပြတ်သွားခဲ့တယ်ပေါ့နော်6လေး6တော့ပြန်ပါကျွန်တော်ဒီမှာ၄တလုံးပဲပါတယ်6မပါဘူးပေါ့နော်ကနန်း6လုံးအထိယူမယ်ဆိုရင်တော့ပါတယ်ပေါ့နော်တို့တို့ကျွန်တော်5လုံးပဲယူမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်9ခွန်8တပြန်ပါဒီနေ့ကဆက်ပြီး OK လာခဲ့တယ်ပေါ့နော် 3459ခွန်ရှင်းပါဆိုရင်6ခွန်ရှင်းဆိုပြီးတော့ခွန်နဲ့ရှင်းနဲ့နှလုံးစလုံးထပ်ပြီးပါလာတယ်ပေါ့နော်။ဒါဆိုရင်ဒီဘက်မှာ9693ရောက်ပြီးဖြစ်ပါတယ်။96939 96939တဲ့ကနှလုံးအပါပါနော်။နှလုံးအပါဆိုပြီးဖြစ်ပါတယ်။ဒါဆိုရင်တွဲလိုက်ရင်ကျွန်တော်ဒီမှာ96 ငါခေါ်ငါကိုငါတုံညာပါเนาะပြီးရင်6ကိုတောက်มาဖြစ်ပါတယ်6ခွန်6 9 60ပါเนาะ6ခွန်6 9 60 9 9ပါเนาะ9 9ခွန်တုံညာ9တုံညာဆိုပြီးတော့ဒီလေးပိတ်အတွဲ2 4 8 10တွေ့ရမှာပါเนาะ โอเคတရားဟိုကျွန်တော်ပြောင်းပြန်လာမယ်ဆိုရင်တော့20ဖြစ်သွားမယ်ပေါ့နော်ဒါ30ဆိုတော့60ဆိုရင်3မျိုးရှောက်ပြောင်းပြန်လာရင်အတွင်း20ဖြစ်ပါတယ်အပူအနေနဲ့ဆိုရင်တော့ကျွန်တော်55 66ခွန်ခွန်ကိုကိုတညာတညာအပူစပီးဖြစ်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီပရိတ်က9 6 9ဒီနိပရိတ်စပီးဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာ9နဲ့6ပေါင်းရှင်ဒီတိပရိတ်ဖြစ်ပါတယ်6နဲ့ခွန်ပေါင်းတာ73 ခွန်နဲ့တုံနဲ့ပေါင်းတာခွန်9ခွန်ပေါင်းစနစ်ဒီမှာနှစ်ပြိပါတဲ့အတွက်9ခွန်ပေါ့နော်6နဲ့9ပေါင်းတာ15ဆိုတဲ့အတွက်69အတွဲပေါ့နော်9နဲ့တုံနဲ့ပေါင်း9ဒီမှာ9တုံနဲ့အတွဲ9 9ပေါင်း4ပြိမပါဘူး6နဲ့တုံနဲ့ပေါင်း6ပြိပါတဲ့အတွက်ဒီမှာ6 9နဲ့9ပေါင်းတာ10 9နဲ့တုံနဲ့ပေါင်း9 9ပြိပါတယ်ပေါ့နော်အဲပြီးရင်ခွန်နဲ့9ပေါင်း16ဆိုတဲ့အတွက်ခွန်9ပေါ့နော်6နဲ့6ပေါင်းတာ7ဆိုတဲ့အတွက်66အတွဲ ခွန်ခွန်ဆန်လေး3998ဆိုရတဲ့ဒီမှာကိုကူအပူလာမယ်မနော်3ည Okay ဒါဆိုရင်ကျွန်တော်လေပိနှလုံးအပါလေး Okay မယ်အနောက်နှလုံးပေါင်းရှင်ပရိကလေး Okay ခင်မယ်ဆိုရင်ငါရှောင်းရှင်ရှောင်းငါတွေ့ငါခွန်ခွန်ငါရှောင်းကိုကူရှောင်း93ည63ည6ငါ3ည3ည9ပေါ့နော်ခွန်ကူကူ3ည6 3 6ရှောင်းကိုကူလေပိတွဲဆိုပြီးဖြစ်ပါတယ် โอเคဒါကတော့ကျွန်တော်တင်ချာနည်းအရာပေါ့နော်ဆက်ပြီးတော့ okay သွားနေတယ်လို့ပြန်လဲပြတ်တက်တဲ့အတွက်ချင်းချင်းရမှာဖြစ်ပါတယ်โอเคဒါဆိုရင်လေပိတ်တွဲဟာဒီဟာလေးဖြစ်ပါတယ်ပေါ့နော်ဒါလေးကိုလည်းကျွန်တော်ဒီလေပိတ်နှလုံးအပါချိန်တယ်နောက်နှလုံးပေါင်းချင်းပရိအာဒါလေးချိန်တယ်ဆိုရင်တော့ကျွန်တော်ပရိတုံးလုံးပေါင်းချင်းပရိက95ဒူတိန်ပေါ့နော်တနန်း၃လုံးပေါင်းရှင်းပရိတ်က၉၅နဲ့ထည့်လိုက်ရပြီဖြစ်ပါတယ်ဗောနော်။ Okay ။ ပြီးရင်နှုံအပါနဲ့ထပ်ပြီးတော့ညီလိုက်ရင်ပို့ပြီးတော့အဆင်ပြေသွားမှာပေါ့နော်။ Okay ဒါကတော့ကျွန်တော်မိတ်ဆွေနိုင်ပြီးတော့ညာကိုပြီးတော့ချင်းချင်းရမှာဖြစ်ပါတယ်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။